တနင်္ဂနွေသားသမီးများအတွက်2025ခုနှစ်ဒီဇင်ဘာလ12ရက်ပိုင်းတွင်ကံကြမ္မာဆိုးကောင်းနှင့်တလားစာဆောင်းရန်ရှောင်းရန်များကို ကျွန်တော်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ် တနင်္ဂနွေသားသမီးမိတ်ဆွေတို့ရဲ့ကန်စာတာဟာ12လပိုင်းတလတာမှာအခိုင်ညံ့နေများစွာနဲ့ကြုံရမယ်။မိမိရွယ်ထားတာကတမျိုးဖြစ်လာတာကတခြားနဲ့မိမိကိုယ်ကိုအားမလို့အားမရဖြစ်နေတတ်ပါတယ်။အလောက်ကင်ကိစ္စလေးတွေမှာခက်ခဲအနေငယ်ကြုံပြီးမှအစဉ်ပြေမှုတွေရရှိမယ်။အထက်လူကြီးကိုညီမဆမှုတွေရရှိတတ်ပြီးတော့လုပ်ငန်းဝင်မှာလောက်ဖို့ကင်မတ်များနဲ့တိုက်ခန့်ကိစ္စလေးတွေမကြာခဏကြုံရမယ်။ မိတ်ဆွေတို့အနေနဲ့ဘာတုံ့ပြန်မှုမှမလုပ်ဖဲနဲ့တည်တည်ငြိမ်ငြိမ်နဲ့ပဲဘာမှမဖြစ်သလိုဟန်ဆောင်ပြီးနေထိုင်တဲ့မှာတယ်။စီးပွားရေးလုပ်ငန်းကိစ္စတွေမှာအပြိုင်ဆိုင်နောက်ရက်တွေများနေပြီးတော့မိမိမျောလင်းသလောက်အဆင်မပြေပဲစိတ်ပန်းလူပန်းဖြစ်နေတတ်ပါတယ်။တနင်္ဂနွေသားသမီးမိတ်ဆွေတွေဒီဆန္ဒလာပိုင်းတာမှာအလုံနေရာပြောင်းရွှေ့ရမယ်။အလုံနဲ့သက်ဆိုင်သောခရီးဝေးတွေသွားရမယ်။ တနင်္လာနံလုပ်ငန်းတွေကိုအကြောင်းပြုပြီးတော့အစင်မပြေတာမျိုးလေးတွေခက်ခဲမှုလေးတွေကြုံရတတ်ပါတယ်။ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေငွေကြေးအကူအညီထောက်ပံ့ကောင်းတွေရရှိမယ်။ငွေအလုံးရင်းနဲ့ဝင်လာတတ်တော်လဲမိတ်ဆွေတို့အနေနဲ့ ငွေကြေးကြောင့်ပူပန်ရခြင်းငွေကြေးခက်ခဲကြုံရခြင်းဝင်သောငွေမမြဲသလိုမျိုးလေးတွေဖြစ်နေတတ်ပါတယ်အချစ်ရေးမှာချစ်သူချင်းစိတ်တဘောတာကွဲလွဲနေပြီးတော့မိမိပြောသောစကားကိုတဖက်လူကအကောင်းမမြင်ခြင်းအချစ်ရေးကန့်ညှက်မှုတွေနဲ့ဇက်တိုက်ဆိုသလိုကြုံတွေ့နေရခြင်း ဒီစန္ဒလာပိုင်းတလားဒါမှာမိမိချစ်တော်သူတွေနဲ့လဲခွဲခွာရမယ်အကြောင်းကိစ္စတွေနဲ့လဲကြုံရတတ်ပါတယ်။အိမ်တော်ကြီးမှာမိမိအိမ်တော်ဘက်ကနားလည်မှုပေးတော်လဲအိမ်တော်ဘက်ရဲ့ဆွေမျိုးမိသားစုဝင်များကြောင့်စိတ်ရခက်မသိစရာအကြောင်းကိစ္စလေးတွေမကြာခဏကြုံရတတ်ပါတယ်။ တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့သားသမီးယရနာတွေဝင်လာတတ်တယ်လို့သားသမီးနဲ့ပတ်သက်သောသတင်းကောင်းတွေကြားရတတ်ပါတယ်။လူမှုရေးကိစ္စတွေမှာလူရင်းလူယုံများကြောင့်ပူပင်သောက ရောက်ရတတ်ပြီးတော့မိမိဘက်ကဘလောက်ပဲမေတ္တာစိတ်မေတ္တာမှန်နေပေပေ တဖက်လူကမိမိအပေါ်မှာနော်နောက်ကျောကိုဓာတ်နဲ့ထိုးတာမျိုးပြီးသွားတဲ့ခါကျရင်ကြောက်တော့တာမျိုးလေးတွေပြီးတဲ့ခါကျလို့ရှင်ရှိသမျှအပြစ်တွေကိုကိုယ့်ကိုပုံချတာမျိုးလေးတွေနဲ့ကြုံရတတ်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေတွေပညာရေးကျောင်းစာတွေပေါ်မှာစိတ်မပါတယ်လို့မျိုးအာယုံဆိုက်၍မရနေတာမျိုးလေးတွေဖြစ်နေမယ် ပညာရေးမှာစ조사သလောက်မိမိကိုယ်ကိုအားမလိုအားမရဖြစ်နေပြီးတော့စာမိုးဝဲရမှတ်တွေနည်းနေတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့တင်းငရွေသားသမီးမိတ်ဆွေတွေအစာမကြေဖြစ်ခြင်းမျက်စိယောဂါခါနာခြင်းခြေထောက်နာခြင်းသွေးနယ်ပတ်သက်သောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလတာမှာ ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင်အမျိုးသမီးတဝူးကိုပန်းဆက်တပွင့်လက်ဆောင်ပေးပြီးတော့မိဆွေတို့မှကြုံတွေ့နေရတဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့စူးတောင်းပြီးတော့လက်ဆောင်ပေးရမှာပဲဖြစ်ပါလေ။အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိဆွေတို့အနေနဲ့ဒီ12လပိုင်းတလားဒါမှအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်9ရက်10ရက် 20နဲ့2ရက်နေတွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေအကူအညီကောင်းလေးတွေမိတ်ဆွေတို့လှုပ်ဆောင်တဲ့ကိစ္စတွေမှာ စားစအရာရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆန္ဒလာပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်4ရက်6ရက်20နဲ့6ရက်နေတွေကို အရေးကြီးကိစ္စတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ7လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့သုံးဆောင်အဝိစာဖြစ်စည်းတွေမှာကြံရည်ရောင် ကော်ဖီရောင်ပါတော့ lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ធីဝါဒနာပါလို့ធីကံစမ်းကျင်တယ်ဆိုရင်မိတ်ဆွေတို့ကံစမ်းမယ်ធីနံပါတ်မှာခွန်စတစ်ဆုံးပါသော lucky နံပါတ်ကလေးတွေကိုရွေးချယ်ပြီးတော့ကံစမ်းတင်ပါတယ် ဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလားဒါမှညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမူကောင်းတတ်တတ်ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့နဲ့နဲ့6နှစ်ရနေပြီးတော့9နှစ်တွင်မှာမြက်စွာဖျားရှင်ကိုတော်မြတ်ကြီးကိုကိမ့်မုံ17ရက်သို့မဟုတ်ကော်ဖီ17ခွက်သို့မဟုတ်ငပြောသည်မဲ့17လုံးလှူနှမ်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲတွေအစဉ်ပြေစေဖို့စူးတောင်းဝေရမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းဆိုတဲ့တလတာမှာအစိုးညံ့ဟူသမျှဝေးလွင်ပါစေ။ကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေ။မိတ်ဆွေတို့လောက်ကင်နေတဲ့အလောက်ကင်နေတဲ့ပတ်သက်ပြီးတော့လည်းပဲเนาะအစဉ်ပြေမှုတွေရရှိပြီးတော့အယောင်းငွေလောက်ကင်သူတွေဆိုရင်လည်းရောင်းပန်းသာ၍ဝယ်ပန်းလှပြီးတော့ငွေကြေးလက်လာပါတွင်လည်းပေါများစွာဝင်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပူတာရင်ကျွန်တော်ရဲ့တလဆန်ဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါ ါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်